င်္ဂလာပါဖိုဘောပရီဗျူးချန်နယ်ကနေပြန်လည်ပြီးတော့ကြိုဆိုပါရစေဒီနေ့ကတော့ဗုဒ္ဓဘုရားနေ့ပေါ့နော်ဒီနေ့ညမှာဆိုလို့ရှင်ကစားမဲ့ဒါချန်ပီယံလိဆီမီဖိုင်နယ်ပထမအကြော့ပွဲစဉ်တပွဲဒီနေ့ညမှာကစားဖို့ကြံနေရပေါ့နော်အဲ့ဒီပွဲစဉ်ကကျတော့ဒီနေ့ညတနအိပွဲမှာကစားမဲ့ဘာစီလိုနာနဲ့အင်တာမီလန်တို့ရဲ့ပွဲစဉ်ပေါ့နော်အဲ့တော့အဲ့ဒီပွဲစဉ်ကိုဒီနေ့ဗီဒီယိုမှာကြိုပြီးတော့သုံးသပ်ပေးမှာပေါ့နော်အဲ့တော့ဒီနေ့ပွဲစဉ်ကိုကြိုပြီးတော့မသုံးသပ်ပေးခဲ့မှာဆိုလို့ရှင်ဒါတခြားတော့လီပွဲစဉ်တွေရဲ့သုံးသပ်ချက်တွေလည်းကျွန်တော်ရဲ့ Telegram Channel မှာဖိမိထားရပေါ့နော်အဲ့တော့ဒီနေ့မှာဆိုလို့ရှင်လဲ AFC Champion League တို့ Championship ပွဲစဉ်တွေ ဒီနေ့ညမှာလည်းကစားတော့ဖို့ရှိရပါတော့။အဲဝဲစင်နေရဲ့ဒါတစ်တွေကိုကျွန်တော်ရဲ့ Telegram Channel မှာတင်ပေးမယ်။အဲ့တော့ Telegram Channel ကို join ကျင်နေဆိုလို့ရှိရင်ဒီ video အောက်ကကောင်းမှမှာဒီ Telegram Channel link ချပေးတာပေါ့နော်။ဝင်ပြီးတော့ join ထားလို့ရတယ်ပေါ့နော်။အဲ့တော့ဒီဟုတ်ပြီ။ဒါဒီနေ့ညတနင်္လာရက်မှာကစားမယ်ဘာစီနဲ့အင်တာပေါ့နော်။အဲဝဲစင်ရဲ့ဂျီကိုကျွန်တော်ပြန်ကြည့်ရင်ဘာစီလိုနာကတကူသွင်းပြားနဲ့ဆယ်ရမယ်ပြီးတော့ဂိုးပေါင်းနေနေဆိုလို့ရှိရင်၃ဂိုးသွင်းငါးပြရရမယ်ပေါ့နော်။အဲ့တော့ဒီဘာစီကပြောမယ်ဆိုလို့ရှိရင် Champions League ရဲ့ semi final ကိုနောက်ဆုံး6နှစ်တာအတွင်းမှာပထမဆုံးအကြိမ်ပြည့်အခုနှစ်မှာတ လန်းလာနေရတာဖြစ်တယ်ဗောနော်ဒီတစ်ဖက်ကအင်တာကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင်တော့သူတို့ကချန်ပီယံလိမှာဆိုလို့ရှိရင်တော်တော်လေးကိုအသွေးကြုံများနေတဲ့အသင်းဖြစ်တယ်ဗောနော်ပြီးတော့နောက်ပိုင်းနှစ်တင်မှာဆိုလို့ရှိရင်အင်တာကဒါချန်ပီယံလိရဲ့ဘူလူဝဲထီကိုမှသူတို့ရောင်းအောင်ကစားထားနိုင်ကြတာကိုတွေ့ရတယ်ဗောနော်အဲ့တော့ဒီယာဒီမှာကျွန်တော်အင်တာကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင်သူတို့ဒီယာဒီမှာစုစုပေါင်းရှုံပွဲရှစ်ပွဲရှိခဲ့တယ်အဲ့ရှုံပွဲရှစ်ပွဲမှာဆိုလို့ရှိရင်အပွဲကဒီပြိုင်ဘက်ကိုတကိုးတာလောင်းနဲ့ပဲသူတို့ကပ်ပြီးရောရှုံထားခဲ့တာဖြစ်တယ်ဗောနော်ဒီ 2110အလောက်နဲ့ပဲရှုံးခဲ့တာဒီတကူထပ်ပို့ပြီးတော့သူတို့မရှုံးခဲ့ဘူးဘောနော်ဒီတစ်ဖက်ကဘာစီလိုနာကိုကျွန်တော်ပြန်ကြည့်မှဆိုလို့ရှင်လဲသူတို့ဒီယာဒီမှာဒီအနိုင်ရခဲ့တဲ့နောက်ဆုံး၈ပွဲကိုကျွန်တော်ပြန်ကြည့်မှဆိုလို့ရှင်လဲသူတို့ရဲ့ပြိုင်ဘက်ကိုတကူထပ်ပို့သွင်းပြီးတော့အနိုင်ရခဲ့တဲ့ပွဲစဉ်ကလည်းသူတို့မှာတပွဲပဲရှိခဲ့တာကိုတွေ့ရတယ်အဲ့တော့ဒါလက်ရှိပေါက်ကြီးရဆိုလို့ရှင်တကူသွင်းမှပြန်နဲ့ဆယ်ရမယ်ဘာစီလိုနာအနေနဲ့ဆိုလို့ရှင်ဒီပွဲမှာအင်တာကိုသူ့အနေနဲ့နှစ်ကိုပြတ်သွင်းမှဒါဒါအပြည့်နိုင်မယ်အနေထားတစ်ခုမှရှိတယ်ဘောနော်အဲ့တော့ဟုတ်ပြီဒီဘာစီက ပြောမှဆိုလို့ရှိရင်အခုနှစ်ဘောလုံးရာသီကပုံစံကောင်းနေပြထားပြသထားနိုင်ခဲ့တဲ့ဘောလုံးရာသီတစ်ခုဖြစ်တယ်ဒါပေမဲ့လို့တစ်ဖက်ကအင်တာကလည်းဒါဥရောပမှာဆိုလို့ရှိရင်အတွေ့အကြုံရင်းနဲ့အတင်းတင်းဖြစ်တယ်ဘောနပြီးတော့ဒါအတင်းရဲ့နီးပြအင်ဇာရှီရဲ့ကစားဟန်ပုံစံတစ်ခုကလည်းရှေးယိုးဆန်တဲ့ပုံစံတစ်ခုဖြစ်တာကြောင့်ဘာစီလိုနာရဲ့နီးပြဟန်စီဖလစ်အတွက်ဒီနေ့ပွဲစဉ်ကစင်ကုံမှုတွေနဲ့ရင်ဆိုင်ရမယ့်ပွဲစဉ်တွေပဲဖြစ်လာနိုင်တယ်ဘောနတော့ဒီဘာစီကဒီပြီးခဲ့တဲ့ကော်တာဖိုင်နယ်ပထမအကြုံမှာဆိုလို့ရှိရင်ဒေါ်မွန်ကိုအင်ကွင်းမှာ၄ဂိုးပြောင်းလောက်နဲ့ အနိုင်ရခဲ့ပြီးတော့သူတို့ဒီပွဲတော့ပွဲပြီးခဲ့တဲ့ quarter final ပွဲမှာပထမအကြုံမှတင်သူတို့ပွဲကိုဖျက်ထားနိုင်ခဲ့တယ်ဘာလို့လဲဒါပေမဲ့လို့ဒီနေ့ဒါ semi final အင်ကွင်းမှာ inter ကိုဒီဒီလိုမျိုးကိုသွင်းဖို့ဆိုတော့ဒါဂျိမ်းဒီပေါ့ဒီခက်ခဲနိုင်တယ်ဘာလို့ဒါပေမဲ့လို့ဒါပြောမှဆိုလို့ရှိရင်ဘာစီလိုနာမှာ rafinha တို့ patri တို့ဒီလမိုင်းရမယ်တို့ရဲ့ခြေစွမ်းပြောင်းမှုပါလေ ဒါအတင်းကိုနောက်တစ်ဆင့်တက်ဖို့အကူအညီပေးနိုင်လိမ့်မယ်လို့ထင်တယ်ပေါ့နော်။အဲ့တော့ဒီနောက်ဆုံးကစားရတဲ့ပွဲစဉ်မှာဆိုလို့ရှိရင်တော့ဘာစီက VM မတူနဲ့ Copa del Rey ပိုလီပွဲစဉ်ကိုကစားထားတယ်။ပြီးတော့မိနစ်60အတွင်းမှာတစ်ဖက်နှစ်ကိုစီဒီရလည်းထွက်ပေါ်ခဲ့တာကြောင့်အချိန်ပိုဆက်လက်ကစားခဲ့ပြီးတော့မှဒီ3-2ကိုနဲ့အချိန်ပိုမှာ တစ်ဖက်က real ကိုအနိုင်ယူခဲ့ပြီးတော့ battery flow ကိုလက်ရှိမှာပူပူနွေ့နွေ့စုကူထားဖြစ်တယ်ပေါ့နော်ဒီဒါကြောင့်ပဲဒီ bassy ရဲ့ကစားသမားအများစုကလက်ရှိမှာဆိုလို့ရှင်စိတ်ကြပိုင်းဆိုင်ရာအနေနဲ့ဆိုလို့ရှင်အကောင်းဆုံးအနေဒါတစ်ခုမှရှိနေနိုင်ပေမဲ့ဒါတခြားတစ်ဖက်မှာတော့ကစားသမားလေးအနေနဲ့ပွဲပတ်မှုတန်ကိုအနည်းဆုံးတော့ခံရနိုင်ကြီးရှိတယ်ပေါ့နော်ဒီတစ်ဖက်က inter ကိုကျွန်တော်ပြန်ကြည့်လို့ရှင်နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်မှာသူတို့ roma ကိုတကူကွန်ရှင်နဲ့ရှုံးခဲ့အဲ့တော့ italy serie အမပီးကြမှာဆိုလို့ရှင်လက်ရှိမှာ inter ကအဆင့်နှစ်နေရာထိကိုဆင်းပေးခဲ့ရတယ်ပေါ့နော်အဲ့တော့လက်ရှိ inter ရဲ့ကျွန်တော်လူစင်းကိုကျွန်တော်ပြန်ကြည့်မှာ ဆိုလို့ရှိရင်ဘန်ဂျမင်ပါပတ်ဒီနေ့ပွဲစဉ်ကိုတန်ရာကြောင့်ပါမှာမဟုတ်ဘူးပြီးတော့ဒီပြင်သစ်တိုက်စီမှုဖြစ်တဲ့ market lion ရဲ့တန်ရာချီနေရလက်ရှိမှာဆောင်ရှိနေရဆဲဖြစ်တယ်ဘောနော်ဒီတစ်ဖက်ကပါချီမာတော့ဒါတိုက်စီမှုလီဝန်ဒေါစကီဒီနေ့ပွဲစဉ်ကိုလွဲချော်မယ်အဲ့တော့လီဝန်ဇော်စကီရဲ့နေရာမှာဆိုလို့ရှိရင်အထောင်တိုက်စီမှုဖာရန်ဒေါကတော်ရကဝင်ပြီးတော့ကစားမှာဘောနော်ပြီးတော့ဘင်နောက်ကန်လူဖြစ်တဲ့ဒီအလက်ဂျန်ဒရိုဘော်ဒီကလည်းဒီနေ့ပွဲစဉ်မှာဒါတန်ရာကြောင့် လွဲချော်မှာဖြစ်တယ်ပေါ့နော်အဲ့တော့ပြောရမယ်ဆိုလို့ရှင်ဒီပွဲစဉ်ကပထမကြောက်ပွဲစဉ်ဖြစ်တယ်ဆိုတော့နှစ်သင်းလုံးအနေနဲ့အဖွင့်လာဖို့ကြိုးပြီးတော့မင်းစင်လာကြမှာဖြစ်သလိုဘာစီကလည်းအိမ်ဝင်းအတကြဲနဲ့တူအင်တာမီလန်ကိုအနိုင်ကစားဖို့ပြင်ဆင်လာလိမ့်မယ်ဒီတစ်ဖက်ကအင်တာကလည်းလာမယ့်ဒုတိယကြောက်ဒါသူရဲ့အိမ်ဝင်းမှာသူရဲ့အိမ်ဝင်းမှာကစားမယ့်ပွဲစဉ်မှာတိုင်ခင်မှာဆိုလို့ရှင်သူတို့အနေနဲ့ဒါပေးကိုးတွေမြဲမြဲဆက်ဆက် ခွင့်ပြုမပေးရဘို့ကြိုပြီးတော့ပြင်မထားလာလိမ့်မယ်လို့လည်းထင်တယ်ဗောနော်ဒါမှမဟုတ်အင်တာကဒီယာဒီမှာဆိုလို့ရှိရင် ရှုံးပွဲရှစ်ပွဲရှိခဲ့တဲ့အထက်မှာဆိုလို့ရှိရင်ရှိလို့ရှိရင်လည်း6ပွဲကသူတို့ရဲ့တိုက်စစ်ကဂိုးမရခဲ့တာကိုတွေ့ရတယ်ဗောနော်ပြီးတစ်ဖက်ကဘာစီလိုနာရဲ့အနိုင်ရခဲ့တဲ့နောက်ဆုံး9ပွဲကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်း4ပွဲကသူတို့ကလင်းရှိနေနိုင်ထားခဲ့တာဖြစ်တယ်ဗောနော်အဲ့တော့ဒီပွဲမှာတော့ကျွန်တော်စိတ်တင်နှစ်သိန်းပေါင်းသွင်းကိုနေလိမ့်မယ်လို့လည်းထင်တယ်အဲ့တော့အင်တာရဲ့ဒီယာဒီရှုံးခဲ့တဲ့ပွဲစဉ်တွေမှာဆိုလို့ရှိရင်ပီကိုတကိုးထပ်ပူပေးပြီးတော့ ရှုံးခဲ့ရတဲ့ပွဲစဉ်ကနှစ်ပွဲပဲရှိခဲ့တယ်လို့ဘာစီရဲ့နောက်ဆုံးကနိုင်ခဲ့တဲ့၅ပွဲမှာဆိုလို့ရှိရင်၄ပွဲကကလစ်တီရခဲ့ဆိုတော့ဒါ၃ဂိုးသွင်းမှ၅ပြားပဲရမယ်ဂိုးပေါင်းကြီးတခုမှကျွန်တော်ဒီပွဲမှာဂိုးဟော့ကိုကြိုက်တယ်နှစ်သိန်းပေါင်း၃ဂိုးထက်တော့ကျော်လွန်နိုင်နေမယ်လို့တော့မထင်ဘူးပေါ့နော်ပြီးတော့ဒုတိယတစ်ခုအနေနဲ့ဆိုလို့ရှိရင်ကျွန်တော်အင်တာကိုသဘောကျတယ်ပေါ့နော်ဒီ၃ဂိုးသွင်းမှ 120ရမယ်ဘာကတဲ့ဆိုင်ရင်ဒီရဒီမှာပေးကိုတကိုးတက်ပို့ပေးပြီးတော့ရှုံးခဲ့ရတဲ့ပွဲစဉ်နှစ်ပွဲသာရှိခဲ့တဲ့ဒါအင်တာရဲ့ခံစစ်ကဒီနေ့မှလည်းလီဝန်ဒေါစကီမပါတဲ့ဘာကရဲ့တိုက်စစ်ကိုတကိုးတက်ပို့ပြီးတော့ခွင့်ပြုပေးလိမ့်မယ်လို့တော့မထင်ဘူးအဲ့တော့ဒီပွဲမှာဒီပါစီနိုင်ရခဲ့တဲ့အောင်1-0လောက်နဲ့ပဲနိုင်ရသွားလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဗောအဲ့တကိုးသင်းမှ120ရမယ် ဘာစီလိုနာထက်အစာရင်ဒါအင်တာမီလန်ကိုဒါဒုတိယရွေးချယ်မှုတစ်ခုအနေနဲ့ဆိုလို့ရှင်တော့ကျွန်တော်ရွေးချယ်ပေးခြင်းနဲ့ပေါ့နော်အဲ့တော့ဒီနေ့ပွဲစဉ်ရဲ့ဒါရွေးချယ်မှုနဲ့ပတ်သက်ပြီးတော့ညီကိုတို့ရဲ့အမြင်တွေကိုလည်းဒီဗီဒီယိုအောက်ကကွန်မန့်မှာဝင်ပြီးတော့ရေးသွားပေးသွားလို့ရတယ်ပြီးတော့ဒီနေ့ဗီဒီယိုကညီကိုတို့အတွက်ဒါအထောက်အကူပြုခဲ့မယ်ဆိုလို့ရှင်လဲဒီ channel လေးကို like and share နဲ့ဒီ subscribe လေးလုပ်ပေးသွားလို့ရတယ်ပေါ့နော်